အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်စကားလေးအစမှာတော့ပင်လယ်သမုတ်ပြရဲ့အလဲမှာအမျိုးသမီးတူကရေထဲနှိမ့်မြုပ်သွားပြီးသူမရဲ့မျက်လုံးတွေကလည်း ထိတ်လန့်ကြောက်ရွံ့နေတဲ့ပုံစံမျိုးနဲ့အစာပြုထားပါတယ်။ရုတ်တရက်ဘရန်ဒန်ကနိုးလာခဲ့ပြီးဒါဟာအိမ်မက်ဆိုဆိုတာကိုသိလိုက်ကြပါတယ်။ဘရန်ဒန်ကပြည်내အုပ်ချုပ်ရေးမှုတမိအေဘာရဲ့တတ်တော်ဆောင်အနေနဲ့အလုံးလုံးနေရဖြစ်ပြီးအေဘာရဲ့အမိကိုမကာကွယ်နိုင်ခဲ့လို့လဲအပြစ်မကင်းသလိုခံစားနေရတာပါ။ဘရန်ဒန်နဲ့အေဘာတို့ကလေးစိတ်ကိုရှောက်လာခဲ့ကြပြီးအေဘာရဲ့တငယ်ချင်းတွေဖြစ်တဲ့ဂျန်နဲ့ဂိုင်းတို့ကိုတွေ့ပါတယ်။ သူတို့တွေကအခီးထွက်ကြမှာဖြစ်ပြီးယောက်ျားလေးတွေကတော့ဘရန်ဒန်လိုက်လာတာကိုသဘောမကျကြပါဘူး။ဒါပေမဲ့အေဘာအဖေကတတ်တော်ဆောင်တာမပိုင်းရင်ပေးသွားမှာမဟုတ်ဘူးလို့အေဘာကပြောပါ යි ။လင်ရီပေါ်မှာတော့အေဘာနဲ့ယောက်ျားလေးတွေကအနောက်နားမှာထိုင်ကြပါ යි ။လင်ရီထွက်ခွာပြီးတိတ်မကြခင်မှာပဲလင်ရီလောက်တာကိုတိလိုက်ကြပြီးမဲ့ပုံမှန်ပဲလို့ယူဆနေကြပါ යි ။လင်းကထထုတ်လာပြီမဲ့လင်းရင်မှုကတော့ငှက်တွေကိုမတော်တဆဝင်းတိုင်းမိရာဖြစ်လို့မစိုးရင်ကြဖို့ပြောပါ යි ဒါပေမဲ့နောက်တစ်ကြိမ်လေရင်ထက်လောက်ခါလာခဲ့ပြီးဒီတစ်ခါမှာတော့လေရင်အင်ဂျင်ကမီးလောင်သွားခဲ့ပါတယ်။လေရင်မူကလူတိုင်းကိုထိုင်ကုန်ခပတ်ပတ်ထားဖို့ပြောတဲ့အချိန်မှာအင်ဂျင်ကပြုတ်ထွက်သွားပြီးလေရင်ထဲကိုဖြတ်ပြီးဝင်လာကကြီးတဲ့တယောက်တောင်သေဆုံးသွားခဲ့ပါတယ်။ ဒီလိုနဲ့ခီးတယ်တွေကလည်းကြောက်လန့်တောင်းလုံးနေကြပြီးလေပေးမှလည်းအပေါက်ကြီးဖြစ်သွားကခပတ်တီချမပတ်ထားခီးတယ်တွေကခုံတွေပေါ်ကနေလွင့်ထွက်သွားပြီးအိတ်တွေကလည်းအကုန်ပြုတ်ကျလာပါတယ်။တချို့ခီးတယ်တွေကလေရင်အပြင်ဘက်ကိုလွင့်မသွားအောင်ခုံတွေကိုဆွဲကင်ထားပေမဲ့လည်းအပြင်ကိုလွင့်သွားခဲ့ပါတယ်။တချို့လည်းလက်နဲ့လမ်းဆွဲပြီးကုပေးပေမဲ့လည်းနောက်ဆုံးမှာတော့နှစ်ယောက်လုံးအပြင်ကိုလွင့်ထွက်သွားပါတယ်။ ခီးတဲ့တော်တော်များများသိဆုံးသွားခဲ့ကြပြီးလေရင်ကတော့အရှိန်နဲ့ပင်လယ်ထဲကိုထိုးဆင်းသွားခဲ့ပါတယ်။လေရင်ဘေးအပေါက်ကြီးကနေရေတွေကတဖြည်းဖြည်းအထဲကိုဝင်လာခဲ့ပြီးကံကောင်းကျင်တော်လေရင်ကခေါင်းပိုင်းကနေထောင်လိုက်အနေထားစိုက်နေပါတယ်။နောက်ဆုံးအပိုင်းကတော့အပေါက်ကိုမြှောက်တဲ့နေရာကြောင့်အသက်ရှူလို့ရနေသေးပြီးရေကအတွင်းထဲမှာအပြည့်မမြုပ်သွားပါဘူး။ ။အေဘာတို့အဖွဲ့နဲ့လီယမောင်ဒန်နီလိုတို့ကအသက်ရှင်ကျန်ရစ်ခဲ့ပေမဲ့ကိုင်းရဲ့လက်ကတော့တရားရသွားခဲ့ပါ යි ။ရေထဲကနေအတန်တွေကြားနေလို့ကြည်နေချိန်မှာဘရန်ဒီကရိုစာနဲ့သူမရဲ့အဖွားဖြစ်သူမာဒီကိုခေါ်ပြီးရောက်လာတာပါ။မာဒီကတတိလိနေရာကြောင့်ဒန်နီလိုလည်းရေဘက်ကိုဖိပြီးနှလုံးပြန်ခုံးလာအောင်လုပ်တော့မိနစ်အနည်းငယ်အကြာမှာမာဒီကပြန်တတိရလာခဲ့ပါ යි ။ ရိုဇာကသူမအဖိုးရောဆိုပြီးမိတော့ဘရန်ဒန်ကရိုဇာအဖိုးဖြစ်သူမလွတ်မြောက်ခဲ့ဘူးလို့ပြန်ပြေးပါတယ်။သူတို့တစ်ခွေလုံးကထိတ်လန့်နေရကြောင့်ဘရန်ဒီကအားလုံးကိုစိတ်အေးအေးထားကြဖို့နဲ့ကယ်ဆယ်ရေးလာမကိုစောင့်ကြရအောင်လို့ပြောပါတယ်။အီဘာကဖုန်းကိုစစ်ကြည့်တော့လေဖုန်းလိုက်မရတော့ဘူးဖြစ်နေရကြောင့်အပေါက်ကြီးကနေအပြင်ကိုကူးထွက်သွားရအောင်လို့ပြောပါတယ်။ ဒါပေမဲ့ Brandon ကအဲ့လိုအပြင်ကိုထွက်လိုက်မယ်ဆိုရင် အသက်ရှင်ရခိုင်နှုန်းကနည်းတယ်လို့အကြံပြုပါတယ်။ Danny လိုကလည်းလေရင်မပြတ်ကြခင်ကတည်းကလေယာဉ်မှုကအကူအညီလှန်တောင်းလိုက်နိုင်လို့မတားခင်မှာကင်ဆယ်ရေးတွေရောက်လာနိုင်တယ်ဆိုပြီးပြောပါတယ်။နောက်တော့ Brandon ကသူတို့စီမှာအရင်အောက်ဆီဂျင်စောင့်ထားတင်တယ်လို့ပြောတော့ Body ကအခီးတဲ့တယောက်စီမှာစေးဘက်ဆိုင်ရာအောက်ဆီဂျင်ဘူးပါလာတာတွေးလိုက်တယ်ဆိုပြီးပြောတာကြောင့် Brandon လည်းသွားယူဖို့လှုပ်ပါတယ်။ မာဒီကအောက်ဆီဂျင်သွားယူတဲ့အခါသူ့အမျိုးသားရဲ့အုတ်ထုပ်ကိုပါယူလာခဲ့ပေးဖို့အကူအညီတောင်းလိုက်ပိုင်။ဒါနဲ့ဘရန်ဒန်လည်းရှိတဲ့ကုံကုံသွားတော့ထိုင်ကုံမှာတည်ဆုံနေကြတဲ့ခီးတယ်တွေကိုတွေ့လိုက်ပြီးမာဒီအမျိုးသားစီကလည်းအုတ်ထုပ်ကိုလမ်းယူလိုက်ပိုင်။နောက်တော့အောက်ဆီဂျင်ဘူးကိုပါယူပြီးပြန်ကူးအလာမှာရုတ်တရက်ငမန်းထောင်ရင်တိုက်ခိုက်တာကိုခံလိုက်ရပိုင်။ငမန်းကဘရန်ဒန်ကိုကြိုက်တော့ဘရန်ဒန်လည်းအတက်နိုင်ဆုံးပြန်ကူးခံပိုင်။ ။အေဘာတို့အဖွဲ့ကတော့အရေးတွေလှုပ်လာကြောင်းတခုခုများဖြစ်နေလားဆိုပြီးစိတ်ပူပြီးစိုက်ကြည့်နေကြပါ යි ။ရုတ်တရက်ဘရန်ဒန်ကပြန်ရောက်လာခဲ့ပြီးအကောင်လုံးကိုနောက်ဆုံးနေကြဖို့ပြောပါ යි ။သူကပုံမှန်လေးတန်ရာတန်ချက်တွေရှိနေပါ යි ။ဘာတီစီကိုအုတ်ထုတ်ပြပင်းလိုက်ပြီးအောက်ဆီဂျင်ဘူးကိုခုံပေါ်တင်ခဲ့ကအဲ့ချိန်ငမန်းကဘရန်ဒန်ကိုရေးတဲ့ဆွဲချသွားပါရယ်။ ကြံခဲ့တဲ့သူတွေကလည်းကြောက်လန့်နေကြပြီးဘရန်ဒန်ပြောသလိုကယ်ဆယ်ရေးလာမကိုပဲစောင့်ကြရအောင်ဆိုပြီးသဘောတူလိုက်ကမာဒီကကိုင်းရလက်ကိုကုသပေးပါမာဒီကသူနာပြုတ်အနေနဲ့လှုပ်ခဲတာဖြစ်ပြီးစစ်ပွဲကာလမှာသူမရဲ့အမျိုးသားနဲ့တွေ့ခဲ့ရပါကိုင်းကတော့နာကျင်နေလို့အောင့်ဟစ်နေရပြီးမာဒီကမဂဇင်းစာအုပ်တွေနဲ့ပတ်တီးစီးသလိုစီးပေးထားပါ ဟယ်လီကော်ပတာတစ်စီးကတော့ပြတ်ကျသွားတဲ့လေယာဉ်ကိုလိုက်ရှာနေပေမဲ့ဘာကောမှအရှာမတွေ့သေးဘူးဖြစ်နေပါ යි တစ်ဖက်မှာတော့ဒန်နီလိုကဘရန်ဒန်ယူလာခဲ့တဲ့အောက်ဆီဂျင်ဘူးကို ဖြန့်နေတဲ့အချိန်ရေကနေရလာပြီးငမန်းတွေကရင်းနစ်သွားခဲ့တဲ့ခီးတွေကိုလာစားနေရဖြစ်ပါ යි အဲဒီချိန်လေယာဉ်ကလှောက်ခါသွားပြီးသူတို့ဘေးကပရင်းပေါက်ကနေငမန်းတွေဖြတ်သွားတာကိုတွေ့လိုက်ရပါ යි ငမန်းတွေကလေယာဉ်ကိုယ်ထဲကိုဝင်တိုက်နေရဖြစ်ပါ යි ရိုဇာကတအားကြောက်နေရကြောင့် အေဘာကမကြဖို့နဲ့မကြခင်မှာကဲဆယ်ရေးတွေလာတော့မှဆိုပြီးအပိနေပါတယ်။ဟယ်လီကော်ပတာကတော့လိုက်ရှာနေရင်လည်းဘာမှမတွေ့ပဲလေယာဉ်စီကလည်းနည်းလာပြီးဖြစ်ပါတယ်။တစ်ဖက်မှာလည်းရေတွေကလေယာဉ်နဲ့ပုံဝင်လာကြောင်းအချိန်၃လနာရီလောက်ပဲတောက်ခံထားနိုင်မှာဖြစ်ပါတယ်။နောက်တော့လေယာဉ်ကလှုပ်လာပြီးအောက်ကိုပို့ထိုးဆိုင်သွားပြီးမယ်။ဘယ်သူမှတော့ထိခိုက်မှုမရှိခဲ့ပါဘူး။ဒါပေမဲ့အခုဆိုရင်ရေတွေကပို့ပြီးအထဲကိုဝင်လာတာကြောင့် အေဘာတို့အဖွဲ့လည်းအပြင်ကိုထွက်ဖို့သဘောတူလိုက်ကြပါတယ်။ဒါပေမဲ့ငမန်းတွေကိုအာယုံပြောင်းမှုလိုတာကြောင့်ရိုဇာကငမန်းတွေဟာဘူဇီပေါင်းလေးတွေကိုမကြိုက်ဘူးဆိုတာကျောင်းမှာသင်ခဲ့ရတယ်လို့ပြန်ပြောပြပါတယ်။နောက်ထပ်ပြဿနာတစ်ခုကသူတို့အားလုံးရေထဲမှာအချိန်ကြာကြီးအသက်မအောင်ထားနိုင်တာကြောင့်ကိုင်းကအခီးတဲ့တချို့စီမှာရေငုပ်ပစ္စည်းတွေပါလာတာကိုသတိရသွားပါတယ်။ဒန်နီလိုကတော့ ဲ့ဒါတွေကခီးသာအိတ်တွေထိုင်နေရာမှာရှိနေနိုင်ပြီးအဲ့ဒီတဲမှာအောက်ဆီဂျင်တော့မရတော့ဘူးလို့ပြောပါတယ်။အေဘာကသွားယူခြင်းပေမဲ့ဂျက်ကတော့အဆင်မပြေတော့ဘူးဆိုပြီးအမြင်ဆိုးနေပါတယ်။အေဘာလည်းအင်တာထဲဝင်ပြီးငုံနေကပြန်ထွက်လာတော့ရိုဆာကိုတခါတလေကြောက်နေလို့ရှာတယ်။ဘာမှမဖြစ်ဘူးဆိုပြီးပြောလိုက်ပါတယ်။သူတို့ကိုလိုက်ရှာနေတဲ့ဟယ်လီကော်ပတာကတော့ လင်းရီစီက15မိနစ်စာပြန်တမ်းမှုအတွက်သာကြံတော့ချိန်ပင်လယ်ထဲမှာပြတ်ကျသွားတဲ့လင်းရီရဲ့အစိပ်ပိုင်းတွေပေါ်လာတာကိုတွေ့လိုက်ပါတယ်။ဒါနဲ့ရင်းငုတ်သမားနှစ်ယောက်ကပင်လယ်ထဲဆင်းရှာတော့ချက်ချင်းပဲလင်းရီကိုတွေ့သွားပြီးအေဘာတို့အဖွဲ့ကလက်ပြအချက်ပေးပါတယ်။ရင်းငုတ်သမားတစ်ယောက်ကအပေါက်ကြီးဖက်ကြီးကိုတွားပြီးနောက်တစ်ယောက်ကတော့ပရေးပေါက်ဖက်ကနေအစီပြီးသွားမှာပါဆိုပြီးလက်နဲ့အချက်ပေးပါတယ်။အဲ့ဒီချိန်ငမန်းလျှောက်လာတော့အေဘာတို့အဖေကနောက်ကိုလှည့်ကြည့်ဖို့ပြောပေမဲ့သူလှည့်ကြည့်ရဲ့အချိန်ဘာမှအရှိမနေပါဘူး ။ဒါနဲ့သူလည်းလင်းရီဘက်ကိုပြန်အလှည့်မှာတော့ငမန်းကသူ့ကိုကြိုက်ပြီးတက်လိုက်ပိုက်။အေဘာတို့လည်းဇူညံတန်တွေကိုတားလိုက်ရပြီးရင်းငုတ်သမားရဲ့ခြေထောက်ကိုတွေ့လိုက်ကြပိုက်။နောက်ထပ်ရင်းငုတ်သမားလေးပေါ်မလာတာကြောင့်တီသွားပြီလားဆိုပြီးယူဆလိုက်ကြပိုက်။ဟယ်လီကော်ပတာကတော့အဆောင်ကြီးနေနေစီကုံတော့မှဖြစ်တာကြောင့်ဘာမှမတက်နိုင်ပဲလှည့်ပြန်သွားရပိုက်။အနည်းဆုံးတော့လင်းရီပြတ်ကျတဲ့နေရာကိုတိနေပြီဖြစ်ပြီးနောက်ထပ်အကူတွေကလည်းအဲ့နေရာကိုလာနေကြပြီဖြစ်ပါ යි အေဝါကနောက်ထပ်ရင်းငုတ်သမားပါတိတ်သွားပြီဆိုရင်သူ့မှာပါလာတဲ့အောက်ဆီဂျင်ဘူးကိုယူလို့ရတယ်ဆိုပြီးရေထဲကိုလှန်ကြည့်အောင်အရေးတစ်ခုကိုပဲမြင်လိုက်ရပါဂျက်ကအသေးချာမြင်ရအောင်လို့ခုံပေါ်ကိုတက်ပြီးကြည့်အောင်ခြေချောကြကရေထဲကိုနှစ်သွားပါပြန်တဲ့လူတွေကဂျက်ကိုမတွေ့ရတော့လို့အစိတ်ပူသွားကြတဲ့အခါဂျက်ကရုတ်တရက်ပြန်တက်လာပြီးတကယ်တော့သူတို့ကိုနောက်နေရဖြစ်ပါ යි အဲ့ဒီချိန်ချက်ကအပေါ်ကိုပြန်ရောက်မလာသေးပဲရုတ်တရက်ငမန်းကပေါ်လာပြီးအောက်ကနေတိုက်ခိုက်ပိုင်ဒါနဲ့ဂျဲရဲ့လက်မောင်းကိုဝိုင်းဆွဲကြပြီးအပေါ်ဆွဲခေါ်လိုက်နိုင်ပေမဲ့ဂျဲရဲ့ခြေထောက်ကတော့ငမန်းကိုက်တာကြောင့်ပြတ်သွားပိုင်မာတီကရိုဇာကိုမကြည့်ခိုင်းမဲဂျဲရဲ့ခြေထောက်ကိုကုသပေးဖို့လုပ်ပိုင်ဂျက်ကတော့နောက်ထပ်အကစားပြိုင်ပွဲတွေဝင်ပြိုင်လို့မရတော့ဘူးဆိုပြီးငိုနေပိုင်ဒါပေမဲ့သူတို့အားလုံးဒီကနေလွတ်အောင်လုပ်မယ်ဆိုပြီးအီဘာကရင်ငုံပစ္စည်းတွေသွားယူမယ်လို့ပြောပိုင်ဒန်နီလိုကခီးဆောင်အိတ်တွေထားတဲ့နေရာစီကိုသွားဖို့ အပေါက်ကိုဖွင့်ပေးလိုက်ကအထဲမှာလည်းရေတွေနဲ့ပြင်နေပါဒါပေမဲ့အေဘာကအထဲကိုဝင်သွားခဲ့ပြီးအိတ်တွေနောက်မှာတစုံတစ်ခုကအရှိနေရကိုမသိလိုက်ပါအထဲမှာမောင်းနေရကြောင့်အေဘာကအရေးပေါ်အချက်ပြမိနဲ့လိုက်ရှာရင်နောက်ဆုံးတော့ရေငုပ်ပစ္စည်းတွေကိုရှာတွေ့သွားခဲ့ပြီးတစ်ချိန်တည်းမှာပဲရေပွဲကိုတွေ့လိုက်တော့လန့်သွားခဲ့ပါကျန်တဲ့သူတွေကတော့အေဘာကိုလှမ်းကြည့်နေတဲ့အချိန်မိအောင်ကိုမတွေ့ရတော့တာကြောင့်စိတ်ပူနေကြပါပဲအေဘာကရေငုပ်ပစ္စည်းတွေနဲ့အတူပြန်ရောက်လာခဲ့ပါတယ် အိတ်ကိုဖွင့်ကြည့်လိုက်တော့ဝိဆုံနဲ့ပစ္စည်းကရိယာအဆောင်လင်းကိုတွေ့ပေမဲ့လူလေးယောက်စာအတွက်ပင်ရှိနေပါ යි အဲဒီချိန်လေရင်ကိုတခုခုကဝင်တိုက်မိတယ်လို့ဖြစ်သွားတာကြောင့်ပရိပောက်ကနေလှန်ကြည့်ရောဘာမှမတွေ့ပေမဲ့ငမန်းဖြစ်မယ်လို့လည်းထင်နေကြပါ යි ဂျက်ကတော့အဆုံးမသွားခဲ့ပြီးအီဘာကရင်မတ်ကိုဖိကနှလုံးပြန်ခေါ်အောင်လုပ်ပေမဲ့မာတီကတားလိုက်ပါ යි လေရင်ကတော့ထက်လောက်လာပြီးလေရင်အရှိပိုင်းကပြက်ကြမလို့ဖြစ်လာတာကြောင့်ဂျီရီကပုံဝင်လာပါ යි ဒါနဲ့ပဲအပြင်ကိုမြင်မြန်ထွက်ရမယ်ဆိုပြီး ရိုစာပြောထားတဲ့အတိုင်းငမန်းလာရင်ပူပေါင်းမှုတ်ထုတ်ဖို့အောက်ဆီဂျင်ဘက်တွေကိုသုံးဖို့လုပ်ကြပါဒါပေမဲ့ကိုင်းကားတော့ကလေးဘွားကမတော်တဆမှုတစ်ခုကြောင့်ရေကူးရမှာကိုကြောက်နေရဲ့လို့ပြောပါအေဘာနဲ့ရိုစာတို့ကဝိုင်းအားပေးကြတာကြောင့်ကိုင်းလေးစူးစားကြည့်ဖို့ဆုံးဖြတ်လိုက်ပါအေဘာကရေအောက်ထဲကိုနက်နက်မစင်းသွားပြီးရှာလို့ရတဲ့လောက် အောက်ဆီဂျင်ဘတ်တွေကိုရှာပါ යි အဲချိန်ငမန်းတွေကလင်းကိုဝင်တိုက်နေပြီးအဘာရုအဖွဲကရင်းငုံဝစ်ဆောင်တွေကိုဝစ်နေကြပါ යි မာဒီကတော့သူမကအသက်ကြီးနေပြီဖြစ်ပြီးတခြားသူတွေကိုပါပုံနေကွေးသွားစေနိုင်တယ်ဆိုကဝစ်ဆောင်ကိုမဝစ်တော့ဘူးအဆုံးဖြတ်လိုက်ပါ යි နောက်တော့ချက်ကိုနှုတ်ဆက်လိုက်ကြပြီးရေထဲကိုစာစင်သွားပါ යි အဲချိန်လင်းရင်အရှိပိုင်းကရေအောက်ထဲကိုလုံးဝပြတ်ကျသွားခဲ့ပါ යි မာဒီကအဘာနဲ့ရိုဇာကိုအရင်သွားခိုင်းတော့အဘာရုကကူလာနေရင်အရှိမငမန်းနဲ့ပြစ်မိသွားခဲ့ပါ යි ဒါနဲ့အောက်ဆီဂျင်ဘူးကနေပူပေါင်းတွေထွက်အောင်လုပ်ပြီးအမြန်ကူးထွက်လာခဲ့ကြပါနောက်တော့ဒန်နီလိုနဲ့ဂိုင်းတို့လည်းရောက်လာခဲ့ကြကမာဒီကတော့သူတို့ထွက်သွားတာကိုကြည့်နေပြီးရီရီကလည်းတဖြည်းဖြည်းတက်လာတာကြောင့်သူမကြကြအသက်မရှင်တော့ဘူးဆိုတာကိုသိလိုက်ရပါတယ်။ဂိုင်းကတော့ကြောက်လန့်နေပြီးခေါင်းကိုအပေါ်ဘက်တို့ကအသက်ဝအောင်ရှူနေပါတယ်။ ။ဒါနဲ့ဒန်နီလိုလဲကိုင်းကိုသွားခေါ်ဖို့လုပ်ပေမဲ့အဲ့ဒီချိန်ငမန်းကထွက်လာပြီးကိုင်းကိုကိုက်တက်လိုက်ပိုင်ဒန်နီလိုလဲကြောင်းလန့်ပြီးအီဝါရုစီကိုကူးသွားတော့တင်းနီရဲ့ရင်ငုတ်သမားကိုတွေ့လိုက်ရပိုင်အဲ့ဒီရင်ငုတ်သမားစီကအောက်ဆီဂျင်ဘူးကိုယူလိုက်ကြပြီးအီဘာကဒန်နီလိုနဲ့ရိုဆာကိုအပေါက်ကြီးကနေအပြင်ဘက်ကိုအရင်သွားခိုင်းလိုက်ပိုင်အီဘာလဲလိုက်ထွက်မယ်အလုံးမှာငမန်းကပိတ်ထားတာကြောင့်အီဘာလဲအနောက်ကိုပြန်ဝင်ပြီးငင်းငင်းလေးနေနေပိုင်ငမန်းကလာကြည့်ရဲ့အခါဘာမှမတွေ့ပဲပြန်ထွက်သွားတဲ့အချိန် အမီးနဲ့အေဘာရဲ့အောက်ဆီဂျင်မတ်ကိုတိုက်မိသွားကကျွတ်ထွက်သွားပါ යි ။ငမန်းတွေအများကြီးထက်ရောက်လာကြောင်းအေဘာကလေရင်အရှိပိုင်းစီကိုကုခတ်သွားပါ යි ။လေရင်ကအောက်ကိုပိုပြီးနစ်မြုပ်လာတဲ့အခါအေဘာလည်းခုံကိုလှန့်ကင်ထားရပါ යි ။နောက်တော့လေရင်အရှိဘက်ကနေထွက်လာနိုင်ခဲ့ပေမဲ့အောက်ဆီဂျင်ကမရတော့ပါဘူး။ကံကောင်းကျင်တော့အေဘာဝတ်ထားတဲ့အသက်ကအင်ကြီးကြောင့်ရေမျက်နှာပြင်ပေါ်ရောက်လာခဲ့ပြီးတခြားသူတွေကိုမတွေ့တော့အေဘာလည်းထိတ်လန့်နေပါဦး။အဲဒီချိန်ဟယ်လီကော်ပတာကရောက်လာခဲ့ပြီး သူမကိုရေထဲကနေကဲထုတ်လိုက်နိုင်ပါ යි ဒန်နီလိုနဲ့ရိုဇာတို့ကဟယ်လီကော်ပတာအပေါ်ရောင်းနေနေပြီးရိုဇာကသူမအဖွာကိုမေးပါ යි သူမအဖွာကြံနေခဲ့တယ်ဆိုတာကိုသိလိုက်ရတော့ဝမ်းနေသွားပြီးရိုဇာကသူ့အယုံလေးကိုရေထဲပြစ်ချခဲ့လိုက်ပါ යි နောက်တော့အီဗာရဲ့ယင်ခွေနဲ့ဝင်းအိတ်လိုက်ကဇလန်လေးလက်ပြီးဆုံးသွားပါအောင်လေအဆုံးတိကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်